တင်ပြတဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူတာစင်ချီတေဆုံးခဲ့တဲ့သတင်းကျွန်မီထုံပွဲကိုစစ်တရဲလေးချောင်းတက်ခိုက်မှုကုလသမဂ္ဂအတွင်းရေးမှုချုပ်အပအဝင်နိုင်ငံတကာတန်ယုံများကပြင်းပြင်းထန်ထန်ရှုတ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာအော်တိုဘားလ6ရက်နေ့ညပိုင်းလူတာစင်ချီတေဆုံးခဲ့တဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒရက်စ်အပါအဝင်ရန်ကုန်အခြေစိုက်နိုင်ငံတကာတန်ယုံတွေကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အဲ့ဒီတိုက်ခိုက်မှုဟာအရတားတွေကိုပြစ်မှတ်ထားစစ်ရေးအရာတိုက်ခိုက်တဲ့လုပ်ရက်တစ်ခုအဖြစ်ဖော်ပြခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒရက်စ်ကပြောဆိုတယ်လို့ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရက်ကပြောဆိုပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်စီမီထွန်းပွဲကိုစစ်တပ်ကဆက်တက်လေဒီနဲ့ဘုံကျဲချလိုက်တာကြောင့်အနည်းဆုံးလူ24ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိကာသေဆုံးထိခိုက်သူတွေမှာကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်နေတာဖြစ်ပါတယ်။ဒါအပြင်အာနာတိုင်းစစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုကိုရန်ကုန်ခြေစိုက် UK ဩစတြေးလျနဲ့ဆွစ်ဇာလန်တန်ယုံတို့ကကန့်ကွက်ရှုတ်ချကြောင်းဒီကနေ့ထုတ်ပြန်ပါတယ်။ဩစတြေးလျအနေနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်းတိုက်ခိုက်ခံရမှုတွေအပါအဝင်ပြည်သူလူထုအပေါ်မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုတ်ချတယ်လို့ဆိုပါတယ်ဆွစ်ဇာလန်တန်ယုံကလည်းသကိုင်းတိုင်းချောင်းဦးမြို့နယ်ဒေသကဘာသာရေးပွဲတော်အတွင်းမှာကလင်းငယ်တွေအပါအဝင်အယက်သားတာဇင်နဲ့ချီတိတ်ဆုံးခဲ့ရတဲ့မြန်မာတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှုတ်ချတယ်လို့ထုတ်ပြန်ပါတယ်အယက်သားတွေကိုမခွဲခြားဘဲပုံကျဲတိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ဆွစ်ဇာလန်တန်ယုံကဆိုပါတယ်ဆွစ်ဇာလန်နိုင်ငံအနေနဲ့ပြည်ပကတ်နဲ့တက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကိုအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာအခွင့်အရေးဥပဒေတွေအောက်ကနေတာဝန်ဝတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားတွေကိုအကာအကွယ်ပေးဖို့လိုအပ်တဲ့အစီအမံတွေအားလုံးကိုတောင်းဆိုရဲလို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာနိုင်ငံတော်ကအယက်သားတွေအပေါ်နှက်ရှိုင်းစွာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အကြံဖတ်မှုလောက်ရက်တွေကိုတင်ဟက်စေတယ်လို့ဆိုပါတယ်။အလားတူပဲအကြံဖတ်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်ရေးမတရားထိမ့်သိမ်းခံရရတဲ့အကျဉ်းသားတွေကိုလွတ်ပေးရင်းနဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ကြဖို့တောင်းဆိုတယ်လို့ဩစတြေးလျတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UK တန်ယုံကတော့စကိုင်းတိုင်းချောင်းဦးမြို့မှာဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရပွဲတော်ရက်အတွင်း ကလင်းငယ်တွေအပါအဝင်အယက်သားပြည်သူတွေတည်ဆုံးခဲ့ရတဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကြားသိရတာဟာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုမျိုးအတွက်လက်ခံနိုင်ပွဲအကြောင်းပြချက်လုံးဝမရှိပါဘူးလို့ဆိုပါတယ်။မြန်မာပြည်သူများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာအစိုးရရဲ့လုပ်ရက်ကို UK အစိုးရအနေနဲ့ရှုတ်ချပါတယ်။မြန်မာစစ်တပ်အပါအဝင်တပ်ဆိုင်ရာအဖွဲ့အစည်းများအလုံးအယက်သားပြည်သူတွေအထူးသဖြင့်ကလင်းငယ်တွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါတယ်လို့ ရန်ကုန်အခြေစိုက်ဗြိတိရှတန်ယုံအကြီးကဲအင်ဒရူးဂျက်ဆင်ကပြောဆိုသွားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပလောမြွနဲ့ခလာရ101တက်ရင်နဲ့ခမရ433တက်ရင်မှစစ်မှုထမ်းတက်သားတဲ့နှစ်ဦးတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းပလောမြွနဲ့မှာခလာရ101တက်ရင်မှစစ်မှုထမ်းတက်သားတဲ့တဦးနဲ့ခမရ433တက်ရင်မှစစ်မှုထမ်းတက်သားတဲ့တဦးတို့ဟာတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတောကြီးမွေဟောက်တက်ဖွဲ့ King Cobra Force မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။စက်တင်ဘာလ22ရက်နေ့ခမာယ433တက်ရင်မှာစစ်မှုတန်တပ်သားတစ်ကိုတိုင်ဟာတနက်ယူဆောင်လာခြင်းမရှိဘဲကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီတက်ရင်ခုနှစ် KNDO တက်ခွင်းနှင့်လက်အောက်ခံတော်ကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force တန်ကိုအလင်းဝင်ရောက်လာခဲ့ကြောင်းအော်တိုဘာလ10ရက်နေ့မှာလဲပလောမြွနယ်မှာခမာယ101တက်ရင်မှာစစ်မှုတန်တပ်သားတစ်ရဲတီဟာတနက်တလက်နဲ့အတူအလင်းဝင်ရဆက်သွယ်လာတဲ့အတွက်ကြောင့် တောကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ရဲဘော်များကတွားရောက်ကျူးစိုးလက်ခံရရှိခဲ့ကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတွေရဲတီဟာနဲ့အတူလက်နက် MA1 တလက်ကြီးပေါက်၄ခုကိုပါတင်ဆက်ရရှိခဲ့ကြောင်းစစ်မှုတန်းတပ်သားတွေရဲတီဟာအသက်၁၉နှစ်အရွယ်ဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာအတင်းအဓမ္မဖမ်းဆီးခံခဲ့ရကဗိတ်မြို့ကိုပို့ဆောင်ခံခဲ့ရကြောင်းအခြားအလင်းဝင်စစ်မှုတန်းတပ်သားတွေကိုတိုင်းကတော့အသက်၂၉နှစ်အရွယ်ဖြစ်ပြီး2024ခုနှစ်ဧပြီလ13ရက်နေ့မှာ အကျန်းဖတ်စစ်ကောင်စီကအတင်းအဓမ္မတပ်သားဖြစ်စုဆောင်းကဘိမျိုးကိုပို့ဆောင်ခံခဲ့ရသူဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူရင်တွင်ခေလုံလာတဲ့စစ်မှုတန်တပ်သားတွေကိုတောကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ကထိုက်တန်တဲ့စုချင်းငွေများချင်းမြင့်၍ကောင်းမွန်စွာစောင့်ရှောက်မှုပေးထားခဲ့ကြောင်းအလားတူပင်အာနာရှင်စစ်ကောင်စီအကျန်းဖတ်တပ်မှစစ်မှုတန်များအလင်းဝင်ရောက်၍ပြည်သူရင်တွင်ခေလုံပါကတောကြီးမွေဟောက် King Cobra Force တပ်ဖွဲ့အပြင်တပ်ဆိုင်ရာနေမြေအသီးသီးမှတော်လန်ကြီးတပ်ဖွဲ့များတံကိုလည်းဆက်သွယ်နိုင်ကြောင်းတောကြီးမွေဟောက်တပ်ဖွဲ့ ်ကင်းကော့ဘရာဖို့စ်မှအတိပေးနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့နယ်တာစီအချင်းထံဝင်းနဲ့ရေစကန်တို့ကိုတိုက်ခိုက်မှုမှာရဲ၃ဦးသေဆုံးပြီးငန်းစုံမှာလည်းစစ်ကြီးကောက်နေတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားစီမြောက်တောက်မှာပြည်သူတွေကိုစစ်ကြီးကောက်နေတဲ့အချမ်းဖတ်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးခဲ့ကြောင်း Special Task Force ငန်းစုံမှတာဝန်ရှိသူတအူးကပြောဆိုပါတယ် အော်တိုဘာလာ၈ရက်နေ့ညနေ၄နာရီအချိန်ခန့်မှာငန်းစုံမြို့နယ်မြို့သားစီမြောက်တောက်မှာပြည်သူများနဲ့ခီးသွွားကားတွေကိုဆက်ကြီးကောက်နေတဲ့အချမ်းဖတ်စစ်တပ်ကို SDF ငန်းစုံအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မြို့သားစခန်းကနေမြို့သားစီတောင်းကိုလာပြီးဆက်ကြီးကောက်ကြတာစစ်ခွေးဆရာဝန်းကျင်လာတာပါ။တိုက်ခိုက်တဲ့အချိန်တုန်းက2ဦးသေပါတယ်။2ဦးအပြင်းထန်ဒဏ်ရာရတယ်။နောက်ထပ်တရင်ရတော့စစ်ခွေးတစ်ယောက်ထပ်သေးတယ်လို့ကြားရပါတယ်။စုစုပေါင်း3ယောက်သေပါတယ်။2ဦးကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရပါတယ်။ တော်လိုင်းရဲဘော်တွေအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Special Task Force ငန်းစုံမှတာဝန်ရှိသူတအူးကပြောဆိုပါတယ်။အလားတူစကိုင်းတိုင်းမုံရမြို့နယ်တာစီကြေးရွာအနောက်ဘက်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်မှုမှာရဲသုံးဦးသေဆုံးခဲ့ကြောင်းဗမာတပ်တော်ဗမာအာမေရိကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ6ရက်နေ့ညနေ9:00ခန့်ချိန်မှာမုံရမြို့နယ်တာစီကြေးရွာအနောက်ဘက်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဗမာတပ်တော်ဗမာအာမေရိက အမှတ်နဲ့စေဦးစီကုတ်ကဲရေယုံကုတ်ကဲမှုအောက်မှာရှိတဲ့အမှတ်905တပ်ရင်းနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်55မိနစ်အထွန်းမှာ60မမများနဲ့အချမ်းဖတ်စစ်တပ်ဘန်ဂါရီကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်အဆိုပါတိုက်ပွဲမှာတော်လန်ကြီးပူးပေါင်းတပ်များဘက်မှအထိကိမရှိခဲ့ကြောင်းအချမ်းဖတ်စစ်တပ်ဘက်မှရေးသုံးဦးသေဆုံးခဲ့တဲ့အပြင်ထောင်ကြီးကွင်းမှာလည်းအဆောက်အအုံနဲ့ပစ္စည်းများထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေအမတ်နှစ်စီဦးစီကုတ်ကဲရေယုံကုတ်ကဲမှုအောက်မှာရှိတဲ့အမတ်905တပ်ရင်း Hero Brother မုံရွာ Defense Force HPMY PDF မိုဟိန် Defense Force ဖီနစ်မြောက်လွင်ပြင် တော်လိုင်းအင်အားစု Local Truth Army ရှီထရီဂန်မဟာမိတ်တရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုအတွင်မှာတိုက်ဆုံသူ၅ဦးက အသက်6နှစ်မှ12နှစ်အရွယ်ကလေးငယ်များဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ပြီးလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုအချမ်းဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကြောင့်တိတ်ဆုံးခဲ့ရသူ9ဦးမှာအသက်6နှစ်အရွယ်မှ12နှစ်အရွယ်အတွင်းကလေးငယ်9ဦးဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုပါရ။ယမန်နေ့အော်တိုဘာလ9ရက်နေ့ည8နာရီကျော်ခန့်မှာအချမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပြင်းမပင်စိတ်အနောက်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အချမ်းဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်း အသက်6နှစ်အရွယ်စောထွန်းထွန်းမင်းအသက်9နှစ်အရွယ်စောလင်းထက်သာအသက်9နှစ်အရွယ်နော်မင်္ဂလာဖော်အသက်10နှစ်အရွယ်နော်မစန်းမြင့်နဲ့အသက်12နှစ်အရွယ်နော်မတန်းတန်းတို့ပွဲချင်းပြီးတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်လေးချောင်းတိုက်ခိုက်မှုအတွင်နေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ပြီးဒဏ်ရာရရှိသူ9ဦးထပ်မင်းရှိကြောင်းသိရှိရပါတယ်။စစ်ခွေးတွေလေးချောင်းတိုက်ခိုက်လို့တည်ဆုံးတဲ့သူတွေကကလေးငယ်တွေပဲလို့ထပ်သိရပါတယ်။အသက်6နှစ်ကနေ12နှစ်အရွယ်ကလေးငယ်9ဦးတည်ဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။နေအိမ်တွေပျက်စီးတာတွေလည်းရှိတယ်လို့ဒေသပြည်သူက ပြောဆိုပါတယ်။အလားတူဒီကနေ့အော်တိုဘာလ10ရက်နေ့မနက်9:30မိနစ်အချိန်ကလည်းအချမ်းဖတ်စစ်တပ်ကတနင်္သာရီမြို့နယ်တကူရွာကိုလီချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ကလင်းငယ်တအူအပါအဝင်လမ်းသွာလမ်းလာပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မင်းစရင်မှားရွေးမှုဝေဖန်ခဲ့တဲ့ဘူလက်လှဆွေအပန်းခံရတာမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်မှာမဲဆင်းတွေမှားရွက်နေတယ်လို့ဝေဖန်ခဲ့တဲ့ဘူလတ်လဆွေဟာအဖမ်းခံရတာမရှိဘူးလို့သိရှိရပါတယ်။မနေ့ကဘူလတ်လဆွေအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေချက်ချက်ပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်စစ်တပ်ကဖမ်းဆီးတယ်ဆိုတာမဟုတ်မှန်ပဲခေါ်ယူတတိပေးတော်မျိုးတော့ရှိကောင်းရှိနိုင်တယ်လို့ကြန့်ခံရေးသတင်းအရင်းမြစ်ကပြောပါတယ်။အကယ်၍ဘူလတ်လဆွေကိုစစ်တပ်ကဖမ်းဆီးခဲ့မယ်ဆိုရင်တဝင်းပြိုင်ဖို့စရင်တင်သွင်းထားတဲ့နေပြည်တော်ပုပ်ပတီရီမြို့နယ်မှာ ချက်ဖို့ပါတီရဲ့ပုပ်ဘတီရီမြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းနေရလစ်လက်သွားမှာဖြစ်ပြီးအဲ့ဒီလိုဖြစ်သွားရင်ချက်ဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါနစ်နာသွားနိုင်တယ်လို့ဆိုပါတယ်လက်တလုံးမှာဘူးလက်လဆွေရနေပြည်တော်မှာပဲရှိနေပါသေးတယ်ဘူးလက်လဆွေဖန်ခံရတာလားလို့ Viber Group မှာမေးမြန်းမှုအပေါ်တော့စစ်တပ်ကဖန်ဆီးထားတာမရှိဘူးလို့အချမ်းဖတ်ဇွန်မင်းတွန်ဦးစီးတဲ့သတင်းမှပြန်ကြားရေးအဖွဲ့နဲ့သတင်းသမားတွေစစ်လော်ဘီအမိခံသတင်းသမားတွေချိတ်ဆက်ထားတဲ့ Viber Group မှာပြန်လည်ဖြေကြားထားပါတယ် အော်တိုဘာလ9ရက်နေ့မှာပူလက်လှဆွေကနေပြည်တော်မှာမဲဆင်းတွေမှားနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစီးရင်ထဲမှာပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုတုံတယ်လို့ယူဆရကြောင်းမဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တပတ်သာကြာတော့ကြောင်းမဲဆင်းမှောင်ရမှုအစမပြေကြောင်းပူလက်လှဆွေကထုတ်ပေါ်ပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဟကဲမျိုးအရှိတ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များနဲ့ဘုံကျဲပြန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖကဲမျိုးအရှိတ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်း KIA စီးရေးသတင်းရှိမြစ်ကပြောကြားပါတယ်။ဒီကနေ့အော်တိုဘားလ၁၀ရက်နေ့မနက်၈နာရီခန့်ကဖကဲမျိုးလုံခင်းကြီးရွာအုပ်စုရန်ချက်ပမာတဆင့်ဖကဲမျိုးအရှိတ်ဘက်မလန်းကြီးရွာဘက်ကိုအကြမ်းဖက်စစ်တပ်က အင်းအားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ရမှာ KIA KPDF တပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကအထိနာတဲ့အတွက်ကြောင့်ဝိုင်တွဲလေရင်နဲ့ဘုံသီးအလုံး40ခန့်ကျေချတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ဖောက်ကက်မြို့ရဲ့အရှိတ်အချံမလန်းကြီးရွာဘက်ကိုစစ်ကောင်စီစစ်ကြောင်းတွေကလုံခင်းရမ်းချက်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတာ9ရက်6ရက်ရှိပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့ကလည်း drone တွေလက်နက်ကြီးတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်တော့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီစစ်ကြောင်းဘက်ကလည်းအထိနာတာရှိတယ်။အဲ့ဒီလိုအထိနာတော့လေကြောင်းတုံးတယ်။ဒီမနက်ကဝိုင်းတွင်းနဲ့တက်ခိုက်သွားတယ်။ဝိုင်းတွင်းနဲ့ကိုးကောက်လောက်ပတ်ပြီးတော့ဘုံအလုံး50ကျေချသွားတာလို့ KIA စီးရဲသတင်းရင်းမြစ်ကပြောကြပါဗျ။ရင်းအကျန့်ဖတ်စစ်တပ်စစ်ကြောင်းဟာဖားကံမြို့အရှိတ်ဘက်ချမ်းမှာရှိတဲ့လေပြင်းမလန့်ရွာဟောင်းဘက်တို့မှစိုင်းတောင်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးဖားကံမြို့တမကုန်းမှလက်နက်ကြီးဒရုန်းများနဲ့ပစ်ကူပေးတိုက်ခိုက်ပေးမယ်လဲအထိနာလျက်ရှိတဲ့အတွက်ကြောင့် လေကြောင်းနဲ့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းယမန်နေ့အော်တိုဘားလ9ရက်နေ့မွန်တေ12နိုင်ခန့်ကလည်း Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့သေးကြောင်းသိရှိရပါတယ်။ဖာကန်မျိုးကိုချက်ဖတ်စစ်ကောင်စီရဲ့တက်မ33တက်မမူဘုံမှုကျုပ်ကောင်းမင်းထွန်းနဲ့မူကောင်းအခြေဆိုင်တက်မဟာ3တက်မမူဘုံမှုကျုပ်ဇော်ဝင်းတို့ဦးဆောင်တဲ့အချက်ဖတ်စစ်ကြောင်းကပြည်သူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များနဲ့ပစ်ခတ်တပ်ဖြတ်မှုကြောင့်ကိုလာကျော်အတွင်ပြည်သူ60နီးပါးသေဆုံးခဲ့ကာ290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့တာစီအချင်းထောင်နဲ့ရေစခန်းကိုတိုက်ခိုက်မှုရဲသုံးဦးသေဆုံးဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဘက်မှာရှိတဲ့တာစီအချင်းထောင်နဲ့ရေစခန်းကိုတိုက်ခိုက်ခဲ့ရမှာရဲသုံးယောက်သေဆုံးခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေကတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ6ရက်နေ့ညနေပိုင်းကမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဘက်မှာရှိတဲ့အချင်းထောင်နဲ့ရေစခန်းကိုဗမာတပ်တော်ဗမာအာမေအမတ်နဲ့စစ်ဦးစီးကုတ်ကဲရေယုံကုတ်ကဲမှုအောက်မှာရှိတဲ့ အမှတ်905တပ်ရင်းနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတောင်းရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲ45မိနစ်ကြာဖြစ်ပွားခဲ့ပြီးရဲစခန်းမှာရှိတဲ့ရဲ3ယောက်တေဆုံးကထောင်အတွင်းမှာရှိတဲ့အဆောက်အုံနဲ့ပစ္စည်းတွေပျက်စီးထိခိုက်မှုရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေအမှတ်နဲ့စေဦးစီးကုကဲရီယုံကုကဲမှုအောက်မှာရှိတဲ့အမှတ်905တပ်ရင်း Hero Brother Moyo Defense Force HPMY PDF Mohin Defense Force ဖီနစ်မြောက်လွင်ပြင်တော်လိုင်းအင်အားစုလိုကယ် Truth Army နဲ့ရွှေတရီကန်မဟာမိတ်တရင်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရဲ့ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာပါပါစေ